ိုင်းနိုင်ငံမှာပြီးခဲ့တဲ့ရက်ပိုင်းကအင်အားပြင်းကလေးလုခတ်ခဲ့ပေမဲ့လည်းဆောင်းခရိုင်ရေကစားပွဲတော်ကိုနိုင်ငံတဝမ်းမှာစီစဉ်ထားတဲ့အတိုင်းကျင်းပသွားမယ်လို့ထိုင်းခရီးသွားလာရေးအာဏာပိုင်အဖွဲ့ TAD ကမတ်လ30ရက်မှာတည်ပြုခဲ့တယ်လို့တနီးရှင်းမှာဖော်ပြခဲ့ပါတယ်။ထိုင်းမှာငလျင်တံမတက်ရောက်ခဲ့တဲ့ဟိုတယ်တွေကိုဖွင့်လှစ်ထားမယ်ဖြစ်ပြီးခရီးသွားလာရေးနဲ့လမ်းပန်းဆက်သွယ်ရေးတွေနဲ့ပတ်သက်ပြီးခရီးသွားလာရေးတွေအနေနဲ့စိတ်ချကြဖို့ TAD ကပြောကြားခဲ့ပါတယ်။မတ်လ28ရက်ကအင်အားပြင်းကလေးလုခတ်ခဲ့ပြီးနောက်အခြေအနေအား၄လ30ခေရာမှာဘန်ကောက်မြို့ တော်နဲ့အခြားနေရာဒေသတွေမှာပုံမှန်အနေအထားကိုပြန်လည်ရောက်ရှိနေပြီးကိုတွေ့ရှိခဲ့ရကြောင်း TAD ကပြောကြားခဲ့ပါတယ်။ဥပမာအားဖြင့်ဒွန်မောင်းနိုင်ငံတကာလေဆိပ်နဲ့တူဝနဘူမိနိုင်ငံတကာလေဆိပ်တွေဟာပုံမှန်အတိုင်းဆက်လက်ဖွင့်လှစ်ချပြီးလေဆောင်ခရီးစဉ်တွေကိုပုံမှန်အတိုင်းပြည့်စွဲနေတယ်လို့ဆိုပါတယ်။အများပြည်သူသိယူပို့ဆောင်ရေးအထူးသဖြင့် BTS နဲ့ MRT တို့ကပြည့်စွဲပေးနေတယ်။လျှက်စစ်ရထားဝန်ဆောင်မှုတွေလည်းပုံမှန်အတိုင်းအပြည့်အဝလက်ပတ်နေတယ်လို့ TAD ကထုတ်ပြန်ခဲ့ပါတယ်။ခီးသွားတွေအတွက်အဓိကကျတဲ့နေရာတွေဖြစ်တဲ့ဟိုတယ်တွေနဲ့ဖျော်ဖြေရေးကျင်းပတဲ့ ဲ့နေရာတွေမှာလည်းထိခိုက်မှုမရှိကြောင်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။ခရီးသွားတွေဟာသူတို့ကြိုတင်စည်ရင်သွင်းထားတဲ့ဘုကင်တွေကိုဖျက်သိမ်းခဲ့ခြင်းမရှိကြောင်းခရီးသွားအေဂျင်စီတွေကလည်းသူတို့ရဲ့ကြိုတင်စည်ရင်သွင်းမှုတွေကိုရုပ်သိမ်းခြင်းမရှိကြောင်း TAD ကပြောကြားခဲ့ပါတယ်။နိုင်ငံတော်ဝန်ကြီးအဝေးပြေးလမ်းမတွေမပြတ်စီသေးပဲသွားရေးလာရေးအတွက်အပြည့်အဝအသုံးပြုနိုင်ကြောင်းခရီးသွားတွေဘေးကင်းစေဖို့အတွက်အထက်မြင့်ဟိုတယ်တွေကိုစစ်ဆေးဖို့အတွက်ထိုင်းနိုင်ငံအင်ဂျင်နီယာဌာနနဲ့ပြည်သူ့လုပ်ငန်းဦးစီးဌာနတို့မှပူးပေါင်းဆောင်ရွက်သွားမယ်ဖြစ်ကြောင်း TAD ကပြောကြားခဲ့ပါတယ်။